လွန်လင်းပြီးသောအတိတ်ဘဝတစ်ခုခုကတရားအထုတ်ကြကုန်သောယတိတွေယဟန်တွေပုံနာတွေကိုဣရိယာပုဂ္ဂိုလ်မြင်၍ကြည်ညိုသည်ဖြစ်၍ရှင်မြတ်တပည့်တော်သိကြည်ညိုတယ်ဗျာရှင်မြတ်တို့ကပါဇက်ကဝစီဝိညာဉ်နဲ့အနုမခံပေမဲ့တပည့်တော်ကိုယ်တိုင်ကလူကျင်လုံးလို့ပါဗျာအဲ့ဒါလေတပည့်တော်အိမ်ကြွလာခဲ့ပါဗျာတပည့်တော်စံတဲ့အိမ်ပြပါမယ်ဗျာဥပမာဥပမာအဲ့တပည့်တော်ဘယ်အရာတွေသားမှရှိပါလဲ ဆိုတော့ခဏယတိတရားဤပွဲလိုရင်တို့များခံမမယ်ဆိုပြီးစွန့်စားစိတ်လေးပါလိမ့်များလုံးနေတော့ခဏယတိတရားတို့အများကြီးသွားဆရာမလို့ပါဘုရားဘုဒ္ဓကာကစွန့်စားတိတ်ဥမေတို့ပြောတယ်တို့အပါလေး၅၆ဆိုကြွဆရာမလို့ပါဘူးအဲတင်းလို့ပဲအရှင်တို့ပဲနှစ်ပါးလောက်သွားလဲဖြစ်တာပါပဲဆိုတော့နှစ်ပါးလောက်သွားပြီတခါကစွန့်စားစိတ်သွားခံအဲ့တော့ဒီပုဂ္ဂိုလ်ကကြည့်နှစ်ပါးထဲနဲ့တိတ်နေဆိုရင်တော့တိတ်မဟာဘူးထင်တယ် ဘုရားပြောတာရှိရလားနှစ်ပြီလောက်ဆိုတော်ရောပေါ့ကိုပြောထားတာရဲ့ယော့ရှင်းရလားကိုပြောထားတဲ့ပါတယ်တော့ယော့အဲ့ဒီယော့လို့တဲ့ပုဂ္ဂိုလ်ဟာဖြစ်လေဘဝဖြစ်လေရာဘဝမှာကိုယ်စီးပွားရေးကယော့ယော့ဘာတတ်တယ်လုံမပါတဲ့ခေါ်တာပေါ့ဘုရားပြောတာရှင်းရလားအဲ့လိုပြောပြတော့လည်းပဲ ကိုကလူမဲလို့ပြောပြီးတိတ်လူမဲလို့ပြောပြီးတက္ကရာနှစ်ပြီလောက်ယော့လူလို့ဟိုပုဂ္ဂိုလ်ရည်အများကျင်းစာရင်းများတိုက်တာလားလို့လိုလဲတလွဲတချို့တွင်းနေသူတော်ကောင်းစွာကျင်းစာမတတ်ဘူးလူရင်အနဲ့အတိတ်ပဲကတော့တိတ်လူမဲပြောပြီးတော့ယော့လို့တော့ဂရိသစ္စာတီတာလားမတီတာလားတီတာပါဘုရားအဲ့ဒါလူရင်အဲ့ဒါလူရင်သူကြည်ညိုတဲ့ပုဂ္ဂိုလ်ကိုပေးထားတဲ့ဂရိထောင်မှပြတ်သေးရင် ကြံတဲ့တကားတကားမလို့အချင်းချင်းလုတ်ပေါ်ကန်ပြဲချင်းပြေးထားတဲ့ဂရိတွေပဲနဲ့တော့ဂရိပြက်တဲ့ပုဂ္ဂိုလ်လူတကားကယုံမာလာမယုံရင်အဲ့ဒီပုဂ္ဂိုလ်စီးပွားရေးကတိုးတက်မာလာလုံးပါပါမာလာအဲအားလုံးသဘောပေါက်ကြရဲ့လားတကားတကားမလို့အနေပြီးတက္ကနာဥပမာဆိုကြပါစို့ဒီကနေပြီးတက္ကနာဟောနေပြီးတော့ဘုရားတို့အရာဒီကဥပမာနဲ့ပြောပါမယ်ဒီကဥပမာနဲ့ပြောရတာနာဝေးပါစို့နော် တခါလေပဲဒီပါရင်ညာနန်းနေပါရင်ညာရန်ကုန်နဲ့မကောက်ကုန်နဲ့အလုတ်လုတ်ကြာမကောက်ကုန်မှာပေါက်နေတာကဥမာတည်းကိုးရရန်ကုန်မှာကသင်္ဘောကလာနေတော့တခါတခါမော်ဒါရီရှိနေတော့တထောင်ဖြစ်တထောင်ဖြစ်နေတော့သူကညာတဲ့ရွာလဲပြောဟေးမင်းတို့လာခဲ့ကြငါ950ပြိမဲ့ရွာမှာရှိလောက်တိုက်လာခဲ့သူက950နဲ့ဝယ်ပြီးတထောင်ဆိုတော့သူကတည်းငါးစီပြန်နေတာ ခရီးတွေပြေးပြေးတက်ကလာရွာတွေလို့ပြောလိုက်တော့ရွာတွေကပေါ့ကွာနေချင်းနေနေလို့နဲ့လာပြီးမနဲ့မရောက်လားရောက်တာကိုပွဲရုံလာပြီးကိုထိုင်လာပြီးရောက်နေအဲသူတို့လာတဲ့မနဲ့ကြပါပါကွာတယ်လီဖုန်းကဆက်တယ်တင်းမောကထွက်သွားပေါ့တင်းမောကဘယ်နဲ့တန်ချိန်ကြီးကိုထွက်သွားပြီဆိုတော့ဈေးနှုန်းကဘယ်နဲ့ကြညာကုန်းတော့ရှေ့ရပဲဖြစ်နေတယ်အခုပြောတာကဘလောက်လို့ ိုရငါဆိုတော့ဘုရားလာကြပြီလေဒီဒီနဲ့လာတော့ဘလို့တော့ကိုရငါဆိုတော့အဟောခု800ပဲပြိနေမယ်ဆိုတော့ခမည်းပဲ950နဲ့ရှိသလောက်တင်လာခဲ့ဆိုတော့ကျုပ်တို့ဖြစ်အကုန်လုံးတင်လာခဲ့ရဒီရောက်တော့မှခမည်း800ပဲဆိုဂရိတ္တသာမတိဘူးတည်တယ်ဖြစ်တာအခြေတင်မငင်းမလားငင်းရသလားခမည်းတို့မကျင်နာပြန်တယ်တော့အမေတော်လည်းခတ်မှာပါအဲ့ဟိုဘုက္ခုလည်းပြန်နေတော့နွားပင်မရှိတော့မှပဲရောင်းမွာဒါပေမဲ့နောက်ဆုံးခင်ဗျားစီလာဖို့ပဲလေ malaroh. Kadit desa tirolah, matirolah. Kau faham tak ni? Dunia di jauh no siwa iya tu dia malah lomba bahmala. Bahmatilo, kadit desa matilo. Tapi yang keliru, naga mana? Ii cing cing tu dia tani. Dunia kerana siwa je, mami ni napa dia dicakap? Napa ni kah? Kadit desa mana? Tiji jah, matiji siwa iya lomba bahmala. ဒါနဲ့ရှင်သာရိပုတ္တရာကဆက်ပြီးမေးတယ်ရှင်ပြဒါဖြင့်တတ္တယမြောက်ပုဂ္ဂိုလ်ကြတော့ဘယ်နဲ့တော့ခင်ဗျာသူကတော့အမှန်တမ်းပဲသာရိပုတ္တရာအဲ့ဒီပုဂ္ဂိုလ်လည်းပဲလွန်လေပြီးတော့အတိတ်ကောင်ကတရားအားထုတ်ကြကုန်သောယသိယဟန်သာမဏေတို့ကိုပုံနာတို့ကိုမြင်သည်ဖြစ်၍ဣရိယာပုံ၌ကြည်ညိုကအရှင်ဘုရားစွန့်ဆန်စိတ်ကလှူခြင်းနဲ့ဘုရားတပိတော်ကလည်းလှူခြင်းလုံးလုံးပါဘုရား ဲ့တော့ရှင်မြအလိုရှိဘယ်ရည်ရည်သားမှနေပါလေတပိတော့စွန့်စံတဲ့အိတ်ဥပမယ်ဘုရားဆိုတာနဲ့ခုနပုဂ္ဂိုလ်တွေလည်းစွန့်စံလုံတာနဲ့ပဲရသေတွေအပါ900လောက်တက္ကရာအိတ်ရှိလာမိတာစွန့်စံစိတ်ထုခံတယ်ကိုလူမာကဘလောက်တော့တဲ့အိတ်အလိုရှိတဲ့အလူကံပုဂ္ဂိုလ်ကဘလောက်တော့900ခုနောက်မှလည်းစာအိတ်တွေကအများကြီးထပ်ထားမရှိဘူးမဟုတ်တော့ရှိတယ်နော်နောက်မှစာအိတ်တွေအများကြီးပဲတဲ့ထပ်ထားတို့ကတော့ဟေ့ အိတ်ဆိုမရမင်း900မကလို့တထောင်ပဲလာသဘောပေါက်ကြရလားမင်းနော်ရအောင်ပြောကြရတာပါပဲတက္ကရကမတို့နော်တက္ကရကမတို့မှလည်းပဲပါပဲပြောပြောစာဝေနေရင်လည်းယုံကံနေတော့ခန္ဓာကိုယ်မှာဘဝမှာဘဝအမောတွေရှိနေတတ်ပါတယ်ဘဝအမောတွေရှိနေတဲ့အချိန်မှာဦးဇင်းတော်ကတရားကြီးပဲပြောလို့လည်းမဖြစ်ဘူးအဲယဟဖြစ်တဲ့အတွက်ရည်ရပြောလို့လည်းမဖြစ်ဘူး အဲတို့ပြန်တို့ညာတော့လေအကြောင်းတိုက်ဆိုင်တဲ့ကလူကြီးရှက်တော့ရည်တဲ့ဗါတဲ့တို့ဒါပြန်အခုလဲရှက်လို့ရည်တာပဲဖြစ်နေတယ်ရည်စရာမဟုတ်လို့ရည်တာမဟုတ်ရှက်လို့ရည်တာပဲဖြစ်နေတယ်သဘောပေါက်ကြရလားစာဟိတ်ကတော့မှအများကြီးရှိတယ်တို့ပြန်တို့ညာတို့ကဘူးဆိုရင်ဘယုံမသိဘူးလေကိုကပေးရမယ်ကိစ္စကြကိုကပေးရမယ်ကိစ္စကြဘူးဆိုရင်ဘယုံမသိဘူးတိတ်ဆိုပဲနဲ့တော့အိမ်ပဲ ်ဆိုပြီးတကလားအပြောဆိုတာပြတ်တောင်းတောင်းနဲ့တဲ့အိတ်ခဲပဲနဲ့တော့လူခဲ့တယ်အဲ့လိုပုံပုံပြောဖြစ်နေရဘဝမှာကုံကူးတန်းရောင်းဝယ်ခြင်းနဲ့လုံမယ်ဆိုရင်သူများအယောင်းတွက်နေရင်သူလည်းတွက်နေတယ်သူများအယောင်းပါရင်သူလည်းပဲနဲ့တော့ပါနေတယ်မှန်တမ်းပဲသူစီတီးတီးတန်တန်လာပြီးအားပေးမဲ့ဘူးမရှိဘူးတဲ့ဘာလို့သူကပြောဆိုတာလဲပြတ်တာစေတနာပါရလား စေနာမပါတော့ဈေးချင်းတူနေသူဒီဘယ်ဝဲတော့ဤတဲ့စီဘယ်မှာတော့သဘောပေါက်ရလားအပြောဆိုချိုးတာနေရင်တော့မှဈေးချင်းတူရင်သူဒီတကူတကလာဝဲပုံမင်းအခုတော့ပြောဆိုမှာပြတ်တော့စေတနာကမပါတော့ဈေးချင်းတူပစ္စည်းတူရင်သူဒီမလာဘူးဤတဲ့နေရာမှာပဲဝဲမယ်ဆိုတော့သူများအယောင်တွက်ရင်သူတွက်မယ်သူများအယောင်ပါရင်သူပါမယ်မှန်တမ်းပဲသဘောပေါက်ကြရလားပြောဆိုပြတ်တော့လို့နော် ါကြောင့်ကလေးတို့လောကမှာကြီးပွားချမ်းသာခြင်းအပြောဆိုတဲ့ချိုးသားပြည့်ပြည့်ဖို့မလိုဘူးလားလို့တလားလို့လေရှင်ပြဒါဖြင့်သတ္တုထမြောက်ပုဂ္ဂိုလ်ကဘယ်နဲ့ကုန်ပြသူများအယောင်ပါတဲ့သူကအယောင်ထွက်ပြီးစီးပွားတက်နေတာသူများယာဉ်တစ်ဆင့်လောက်တက်ရင်သူကယာဉ်၃၄ဆင့်လောက်တက်နေတယ်အဲ့ဒါဘယ်လိုကြောင့်လို့ဒါလည်းအကြောင်းရှိတယ် လုံးလေးပြီးသောအတိတ်ကာလကတရားအထုတ်ကြပုံသောယသိယဟကာမနာပုံနာတို့ကိုမြင်သည်ဖြစ်၍ဣရိယာပုံ၌ကျူလူကအရှင်ဘုရားတပည့်တော်အရှင်ဘုရားစွန့်စားစိတ်ပူခြင်းပါတယ်ဘုရားတပည့်တော်တိတ်လူပါမယ်ဘုရားအရှင်ဘုရားတို့အလိုရှိရင်ဘယ်လိုဘယ်တော့ဘယ်ဌာနဘသူလို့ပြောလိုက်ပါဘုရားဆိုတော့ခုနကတော့ယသိယဟပုံနာတွေအလိုရှိတာသူတိမ်ရှိလာပြီးအလူခံတယ်လူကံတော့လူကံတဲ့ပိဋကမြားပိဋကနာစွန့်စားအိတ်ကတိတ်တဲ့ဆိုတော့မလောက်မှန်ကဖြစ် မနောက်မကဖြစ်တော့ရှင်ဘုရားတပိတော့ပြောတော့လာတဲ့အိတ်ပဲဗျာတို့ပဲမဲ့ရှင်ဘုရားတို့တကယ်လိုနေတာတပိတော့နှစ်အိတ်တော့လိုက်မယ်ဗျာသုံးအိတ်တော့လိုက်မယ်ဗျာကိုပြောထားတာတည်းအမြဲတမ်းပို့ပို့သာသာစေတနာထားလိရှိတယ်ဗာထားလိရှိတယ်တခါတလေကြတော့လည်းပဲသူ့မှာစာအိတ်ကတအိတ်ပဲရှိတယ်။အပူပေးစရာမရှိဘူး။အပူလှူစရာမရှိဘူး။တအိတ်ပဲရှိတယ်။ ရှင်မြားတပိတော့တိတ်ပဲရှိပါတယ်သို့တော်လည်းရှင်မြားရင်အပုခလုံးနိုင်ပေမဲ့ရှင်တော်ဒီဆိုင်လေးထားခဲ့တပိတော့ထမ်းပူပြီးဒါမှမဟုတ်အလုတ္တမားလေးပို့ပြီးတော့ပို့ပြီးတကလာကြောင်းလိုက်ပို့ခိုင်းမယ်ဘုရားစေရနာလေးနဲ့အပုဝန်ဆောင်မှုပါတည်းရှင်ညာရလားပစ္စည်းပေးနိုင်ရင်လည်းပေးတယ်မပေးနိုင်ရင်လည်းဝန်ဆောင်မှုအပုလေးမပါဘူးလားချုပ်ပြောလိုက်တယ်ဗျာစေတနာပို့တယ်မပါဘူးလေ ျော့ထားတဲ့အမြဲတမ်းအမြဲတမ်းစေတနာပူလေးရှိတယ်။အဲ့ဒီပုဂ္ဂိုလ်မျိုးဟာစီးပွားရှိပွားကုန်ကူးတန်းရောင်းဝယ်ပြီးအလုပ်လုပ်ကြတဲ့အခါမှာသူများရာတစ်ဆင့်တည်း၊သူကနှစ်ဆင့်တည်း။သူကစေတနာပူပုံနဲ့အလုပ်လုပ်နေတာကိုအလုပ်ရှင်ကသိတာပေါ့။ဘုရားပြောတာရှိရလား။အရောင်းဝယ်လုပ်နေဈေးချင်းတူရင်သူ့ဆိုင်ဝယ်တဲ့လူကများတယ်။သူကဘာလို့စေတနာပဲနဲ့ပူနေတာလဲ။ ဥစဉ်ပြောတာရှင်းညရလားအဲ့လိုစေနာပေါ်တဲ့ပုဂ္ဂိုလ်မျိုးဟာအရင်ချင်းချင်းတူမယ်လုပ်ငန်းချင်းတူနေရင်တော့သူများအယောင်ပဲရှာတယ်သူကတော့ဘယ်နဲ့တော့ပေါ်နေတာပဲတခါတလေများပါလေသူများကငါးမှုနဲ့ရောင်းတယ်သူကသုံးမှတ်တယ်ရောင်းတယ်ငါးမှုတွေသုံးမှတ်တယ်တော့သိသေးသလားဒီတော့ပါဘူးအကျွေတွေမှနားမှာမလဲတော့တာသူများကတထောင်နဲ့ရောင်းတယ်သူကတထောင်တရာနဲ့ရောင်းတယ်အဲ့လိုပြောမှနားလေ ိင်္ဂနာကြီးမှလည်းနားလည်ပဲအဲ့တော့သူများတထောင်နဲ့ရောက်တယ်သူကဘလောက်တော့ထောင်းတရာနဲ့ရောက်တယ်ဘာလို့ဆိုဝယ်ရစီရမြင့်တယ်အဲ့တော့ဝယ်လာရင်ကိုပဲသူများဆိုင်နေညာဒီပစ္စည်းတထောင်နဲ့ရပါတယ်ခမရသွားဝယ်ခြင်းဝယ်ပါကျုပ်ကတော့တထောင်တရာမှရောင်းနိုင်တယ်ဘာလို့ဝယ်တော့ကကျုပ်ကဈေးများနေလို့ပါအဲ့လိုလေးနဲ့ဈေးထုံးချိုးတဲ့ဆိုင်ကိုလက်မျိုးညွှန့်ရင်တော့မှလည် ကိုကစေတနာနဲ့သူ့ကိုရောင်းခဲ့တဲ့အတွက်အဲ့ဒီဝယ်တဲ့သူကဈေးချိုးတဲ့ဆိုင်သွားမဝယ်ဘူးခမရအကျိုးတို့ပေါ်မှာအများနာစေတနာကောင်းနေတာပဲအခုဝယ်ရင်းဈေးကမြင့်နေလို့တထောင်တရာရောင်းနေတာကျုပ်တို့သဘောပေါက်ပါတယ်သူ့ဆိုင်မှာပဲဗတ်တယ်ဝယ်တယ်ဒါပြစရင်ချုပ်ကြည့်လိုက်ဘယ်လဲရှိဆွဲကြည့်လိုက်အများနာအမျက်ကပဲထွက်နေတယ်ဦးဇင်းပြောတာရှင်းရလားဘာပို့လို့ပါလဲစေတနာပို့လို့ပဲ ဇောဘိတက္ကနာရှင်သာရိပုတ္တရာကိုရောမြတ်ကမေးရှင်သာရိပုတ္တရာကိုရောမြတ်ကမေးလို့ဘုရားကမဖြေဘူးလားရှင်သာသာရိပုတ္တရာအရင်ချင်းချင်းဒူပေမဲ့လုပ်ငန်းချင်းဒူပေမဲ့အကျိုးပေးခြားနာတာရဲ့အချက်တွေကတိတတိမေ့တဲ့ပုဂ္ဂိုလ်များစီးပွားလုံးဝပြတ်တတ်တယ်။နှိဂရိသစ္စာမတည်ရင်စီးပွားလုံးပါပါတတ်တယ်။သုံးအပြောစုပြတ်တောင်းနေရင်မှန်တမ်းပါပဲ။ရှင်းကြရလား။ ေးနေရတကမှာစေတနာလေးပူနေရင်တော့သူများတကားရဲ့ကဲကဲလွန်လွန်ကြီးပွားတတ်တယ်။ဘုရားကမသိဘူးလား။ဒါပြင်နောက်ပြောတာက၄ချက်အရင်ပြောတာက၄ချက်ဘယ်နှချက်။နံပါတ်၁ကဘာတဲ့တော့လုံလဝရိယရှိရမယ်။နံပါတ်၈ကဘာတဲ့တော့မရမရဘူးမရဘူး။ တိပီးနှိမ့်မေးမယ်ဆိုတာသိရင်အဖြေကစဉ်းစားလာမှာမဟုတ်လားဟုတ်သလားအာဘုရားတိပီးနှိမ့်မေးမှာငါတို့ကကြိုးစဉ်းစားထားမယ်မရဘူးရှစ်ကပါတဲ့တော့အေးဒါနဲ့ငါကငါးကပါတဲ့တော့တတိမမေးနဲ့ဒါပါလေလို့မေးတရားတော့တမာတိသွေးခံတ ရှေ့ပြန်နေနောက်ပြန်နေအပြန်လန်လန်မေးလို့မှကိုကောင်းထဲမှာမှတ်မိပြီဆိုရင်အဲ့ဒါတကယ်လက်တွေကျင့်သုံးတဲ့အခါမမေ့တော့ဘူးဥပုသံပြောတဲ့တရားတွေအားလုံးဟာဒေသန္တရဘုဒ္ဓတာတွေမပါဘူးဥပုသံပြောတာရှင်းရတာလက်တွေ့နေပယ်မှာကျင့်သုံးရမယ့်ကိစ္စတွေကိုရိုးရိုးလေးပြောသွားတာအဲ့ဒီတရားတွေကိုကိုယ်တိုင်နဲ့သိရကိုကိုယ်တိုင်နဲ့လိုက်လာရကိုယ့်ရဲ့သားတွေတမိတွေမြည်တွေမြည်တွေဒူတွေဒူမတွေတလုံးရရနှလုံးရရပြန်ပြောရအောင် ပြန်ပြောမှသူတို့ကမြတ်ဗုဒ္ဓလိုတော်ကြကြီးပွားအောင်လုပ်တတ်မှာပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်ကြီးပွားခြင်းနဲ့ဆိုဖြတ်စားတယ်လတ်စားတယ်လို့အကုန်အပယ်ဆောင်ထူးကြပေါ့ရှင်းရရလားဒါပြန်ခုပြောလိုက်တဲ့အရာဟာကိုကိုတိုင်းမှတ်မိရုံနဲ့မကသူတစ်ပါးကိုပြန်ပြောနိုင်အောင်လို့ခေါင်းထဲမှာပိုင်ပိုင်နိုင်နိုင်ရှိနေခြင်းလို့ရှေ့ပြန်နောက်ပြန်ပြီးမေးတာပင်မအောင်လို့တော့မဟုတ်တော့ဘူးနော်ဘုရားဘုရားရှင်းရလားအဲ့လိုနဲ့မှတ်မိဖို့မလိုဘူးလားလို့သလား ဘယ်နှချက်မှတ်မိတယ်နော်အရင်တော့ကတခါလေးဆိုရင်ဦးဇင်းတို့ကဒီမှာလည်းပဲ၈နိုင်ဝဲအထိပဲခမ်းမကယူထားတာလို့ပြောတာပဲဒါပေမဲ့ခေါ်ရင်လည်းရပါတယ်လို့ပြောတာပဲအဲ့တော့ဦးဇင်းတို့ခါတိုင်းခါတိုင်းဆိုရင်ဦးဇင်းကရင်းရင်းချာချာနဲ့ဟောဒီမင်းလန်းကဝဲပြီးရန်တိုက်ပြီးလိမ့်ရှိတယ်ဒီဘက်ကမေးဒီဘက်ကဖြေဒီဘက်ကမေးဒီဘက်ကဖြေ အဲ့လိုနဲ့အမေဖြေလုလိုက်တော့မှခေါင်းထဲမှာဒီတရားကဘာဖြစ်တာဆွဲရသွားတာမှတ်မိတာသို့တော့ဒီမှာတော့မလုပ်တော့ဘူးဒီရှိချက်ကလည်းပဲခုတော့မှတ်မိတယ်လို့ပြောပေမဲ့အတော်ကြာရင်မေ့သွားမှာအတော်ကြာရင်ဘယ်နဲ့တော့ကိုရီးယားကကောင်းရင်မေ့မယ်ဘောလုံးပွဲကောင်းရင်မေ့မယ်အဲ့တော့မေ့မယ်တူတူတော့ကိုစင်းကလည်းရှော့ပေးရရှစ်ချက်မေ့ရင်နေတစ်ချက်တော့မမှတ်နိုင်ဘူးလား ဒီတစ်ချက်တည်းတော့ရှော့လို့မရရှင်းချက်ကလည်းရှော့လာမနေ့ချက်တော့တစ်ချက်ဒီတစ်ချက်တည်းရှော့ရင်တော့ဘာမှမကြံဘဲဖြစ်လိမ့်မယ်ဒါပေမဲ့ဒီတစ်ချက်တော့မမေ့ဘဲနဲ့ဒါကမှတ်အောင်မှတ်သားထားဖို့မလိုဘူးလားအဲ့တစ်ချက်ကမာလဲလို့မေ့ရင်သစ္စာသိပါဘာသိပါလဲသစ္စာသိပါသစ္စာသိလိုက်ဦးကရှင်းချက်အကုန်ပါပြီလားမှတ်တော့အခုမှပဲကျေးဇူးတော်ရှင်မုတ်ကုတ်ဆရာတော်ဘုရားရဲ့ဥပ္ပါနေတရားအခုမှပဲတင်ရတယ် ရှေ့ပိုင်းကနားပေါက်တာခွင့်နေရတယ်။တရားကြီးကြီးမှလာကြတဲ့အခါညီကောင်မောင်နှမတွေကြီးပွားစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အဲ့လိုကြီးပွားချမ်းသာစေခြင်းတဲ့အခါမှာလေမတော်မတရားနေနဲ့ဖြတ်စားတတ်စားတွေလုပ်ပြီးတော့အပယ်ဆောင်ဖို့ကြမယ်ကိစ္စကြီးလည်းမကြည့်ရဘူး။ဒါကြောင့်ကြီးပွားချမ်းသာကြောင့်ရှေ့ပိုင်းကနှဲနေတာ။ခုမှအဲ့ဒီရှေ့ကျက်သလုံးပြည့်စုံခြင်းမာတိယသစ္စာတရားမှရှိတာလားခန္ဓာမှရှိတာလား ဒါဖြင့်ခန္ဓာမှာရှိနေတဲ့သစ္စာသိတောင်ဉာဏ်နဲ့ကြည့်ဖို့မလိုဘူးလားမလိုပါဘူးဒါဖြင့်ကိုယ်ခန္ဓာကိုဉာဏ်နဲ့ကြည့်စင်ကာပူရောက်ခါစားနဲ့အတူတည်းရဲ့မလိုပါဘူးမှန်ရှိတောင်ရဲရဲမရည်ရဲဘူးခရားမှန်ရှိရဲရဲကြီးမျက်လုံးမိနာကကြီးချီရာတွေထွက်လာမျက်လုံးမိနာမှာတွန့်လာတွန့်လာမဟုတ်ဘူးလားဟုတ်သလားတပည့်တော်တို့သခင်လည်းပဲစိုးစိမ့်နဲ့ကာဝယ်နေရတယ်ခရားဆိုတော့အိုးလာတယ်ပေါ့ဗျာ ။ဘာတဲ့တော့ကိုလာတာဘာသစ္စာပါလိဒုက္ခသစ္စာ။ကိုရာဘာသစ္စာလဲ။ဒုက္ခသစ္စာ။အေးတကယ်ကိုလာတဲ့ဆိုတာနေရမဲ့အခြေအနေပဲလေ။နေလာ။နေရမဲ့အခြေအနေနေလာတဲ့အခါကိုလုတ်တဲ့လုတ်ထိုက်တဲ့အလုပ်ကိုမပြင်းမကြီးလုတ်မှပဲဆိုတော့ဝရိယမဖြစ်ဘူးလား။ဝရိယဖြစ်တော့မကြီးပွားဘူးလားကြီးပွားမှာပေါ့ဘာတိလို့ပါလဲသစ္စာဒီလိုပါပဲ ဒီခန္ဓာအိုယုံနဲ့ဘက်ကတစ်ချိန်ချင်းနာအောင်ပဲတစ်ချိန်ချင်းပဲလေတော့စိတ်ကလေးတွေပတ်ချလဲဝမ်းပြီးနာအောင်ပဲအခုတော့ကိုယ့်ကိုယ်လူတန်ကြီးလို့စားတဲ့နေရာကတနေရာကြည်ကြည်ကျင်ကျင်ဆွနေနေရာတနေရာအေးအေးအေးအနာရောဂါဖြစ်လာတဲ့ကဒီကရင်ပေါ်မှာပဲစံပြုတ်ကလေးတောက်ရကရင်လေးအောက်မှာပဲဒံဖလားလေးနဲ့သွားရဗျာဒီတော့ကမလာဘူးလားလာမှာလားအဲ့ရှင်ကစိတ်ဝါရှာနေသေးရဲ့လား အဲ့လိုနဲ့တရားတော်အစစာရရာဘူယောဂဒီယောဂထွေပြနာမှုဗျာတိနဲ့ကောမတွေ့နိုင်ဘူးလားယာတိဘာသစ္စာအဲ့ချိန်ညာစီးပွားမရှာနိုင်တော့ဘူးဒုက္ခသစ္စာလို့သိတာတော့အဲ့ချိန်ညာစီးပွားလည်းမရှာနိုင်တော့ဘူးခုချိန်ကလက်ညှိုးညုံပြီးဘာလို့ညာလို့တော့ပြောနိုင်ပေမဲ့အဲ့ဒီချိန်ညာတော့သူများလက်ညှိုးညုံပြီးအမိတ်ပေးဖို့နေနေသားသားရှခင်းနေပူလာတဲ့အတွက်စကားပြောရင်တော့လေလုံးမကွဲတော့ဘူးဟုတ်ရဲ့လား စဉ်းစားတော့ခုတော့ဘာလို့လဲဆံညာလို့လဲဆံလေးလမ်းမှာဗျာဒီတကယ်များယောဂများထူပြီးရှိခိုင်းမှတော်သွားတယ်အာရင်ဗလာကယောနေတော့ကိုမွေးလေးကိုအနိုင်နိုင်တော့ဝူဝါဝါလောက်နေရအဲ့ဒီဗျာဒီမာတက်စာအဲ့လိုသိပြီဆိုမှပြင်အဲ့ဒီအချိန်မှာကို့အတွက်လူဖို့တန်းဖို့ကုသိုလ်ကောင်းမှုတွေလုပ်ဖို့စုမှစောင်းမှဆိုတော့အာရခသံဗဒအဆုအဆောင်မဖြစ်ဘူးလားစုစုဆောင်းဆောင်းနေတော့မကြည်ွားဘူးလား बाती लो बाले दिस आती लो बावे अभी नगा नगा मारो दिस आती लो लोजिम बेरो मारो बाती गो नगा नगा मारो दी दिस आले दी शिवाय दी जगह जो जो नकु बेरो है ना वो नहीं थोड़ी भी दिया ले खाने दे, दे लो ना ना वहीं के साले बियो उमे इगा नागा बाते सावाले लोगा ने सा दोगा ते सालो ती ये मिल मिल यो यो पोपो सा सा नी दी दला ပေါ့ပေါ့ဆဆမနေတော့တတိမကောင်းဘူးလားတတိကောင်းလိုက်တော့အကြီးချင်းချင်းတူပေမဲ့သူများတခါတည်းမကြည်ွားဘူးလားကြည်ွားမှာပေါ့ဘာသိလို့ပါလဲသစ္စာသိလို့ပဲဒါပြန်သစ္စာသိဖို့လိုရင်းပဲနော်ဘာလိုရင်ဒီကနာကိုလေသစ္စာလေးသိလိုက်တဲ့အခါကျတော့ဂရိသစ္စာပြည့်เสียလို့သလားဂရိသစ္စာပြည့်လိုက်ပြီဆို မပြန်လူတကာရဲ့တတွေးကွယ်ပက်လည်းမညောဘူးလားမပါဘူးဂရိသက်စာပြက်ပြီးကိုရအောင်ကိုယူလဲပဲနောက်ဘဝသယ်လို့မရဒီဘဝတစ်ခါသုံးပါသက်စာတော့ဒုက္ခသက်စာဒီဘဝဒီပြည့်တိဒီခါလည်းသုံးပါတော့နော်အဲ့တော့ဂရိသက်စာမဒီပဲနဲ့ဖြတ်စားလှဆန်းနေအမိကျအမိစာခေါင်းကျက်ခေါင်းစာဘာနှခုတိုက်တူးလဲပဲတကယ်အဲ့ဒီစီးတဲ့ဥစ္စာဟာတဘဝတစ်ခါသုံးပဲဖြစ်တယ်မြဲတယ်ရာလားမမြဲတယ်ရာလား ममेरे या वादे सा होगा दे सा ऐलो दिलाई तो क्या साधना सा घरी दे सा बटीरे अलग लोग दे दला घरी दे सा जी 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 ने अलग लोग लाई तो अजी चीन ये चूबे में तुम यार डगारे अचूबे मतां बुला अचूबे तामा वो वा वादी लो वाले तामे खले रो जीवा जी वादी जाया मैं दे साथी ये दलाउ टेन लाल मेरे को मलो बुला